ဟယ်လိုမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါတယ်ညီကိုတို့ဆိုတော့ကျွန်တော်တို့ MODing ကတော့ Manchester Derby ပွဲကျူအတွက်သတင်းစာရှင်းလင်းပွဲလုပ်သွားတယ်ပေါ့လေအချိန်ကြီးရရတဲ့ကြောင့်ညီကိုတို့သိတဲ့အတိုင်းပဲကျွန်တော်တို့ဒီ live တွေပါနေတော့တမင်နားထားတာပေါ့နော်ဘယ်ချိန်မှပြင်ဆင်မလဲလဲမသိသေးပါဘူး watch long တွေပါနေဆိုလို့ရှင်လည်းပဲမှန်တိုင်းပြောရရင် Manchester Derby ပွဲစဉ်ကိုကျွန်တော်မလုပ်ဖြစ်ဘူးပေါ့နော်ဒါနားလည်ကြလိမ့်မယ်လို့ကျွန်တော်ပြောလင့်ပါတယ်အချိန်ကြီးကိုကြည့်ပြီးမှကျွန်တော်တို့ပြန်ပြီးတော့လုပ်ကြမယ်ပေါ့နော်ဆိုတော့အဲ့မတိုင်ခင်မှာ ျွန်တော်ဒီမိပြအမိုရင် press conference ပြောတဲ့တဲမှာလည်းကျွန်တော်ပုံမှန် live သွားပြီးမဲ့လည်း press conference မှာလည်းကျွန်တော် live လုပ်ဖြစ်တော့ဆိုတော့အဓိကပြောချင်တဲ့အကြောင်းအရာနှစ်ခုက main new နဲ့ delay ပါဆိုတော့ delay ကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီပွဲမှာပါဝင်ဖို့မတီကြဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ပေါ့သူသူမှာနည်းနည်း issue ရှိလို့ဆိုပြီးတော့ပေါ့နော်ပြဿနာနည်းနည်းရှိလို့ဆိုပြီးတော့ပြောထားတယ်ဒါအတင်းရဲ့ခံစစ်တွေစိတ်ပူစရာပါအတင်းရဲ့ခံစစ်တွေကျွန်တော်စိတ်ပူစရာပါဆိုတော့ ဟိုဟယ်ရီမကွိုင်းယားနော်ဒီယန်ဖောရက်စ်နဲ့ပွဲမှာပြန်ပြီးတော့ကစားနိုင်တာကအတင်တွေအပေါင်းလက္ခဏာလို့ပဲကျွန်တော်ပြောရမယ်။မင်းရဲ့အများကြီးကစားခဲ့တာမဟုတ်ပြီမယ်လေလို့ပေါ့နော်။အတင်တွေကစားနိုင်ခဲ့တယ်ဆိုတာကအပေါင်းလက္ခဏာပါ။အဲလက်ရှိမှာ18 heaven နဲ့ပြန်ကစားလို့အဆင်မပြေသေးဘူးပေါ့နော်။ကျွန်တော်မှဘူးရှိတယ်။လန်နီယူရိုလည်းကျွန်တော်အနေနဲ့ဒီတီချာတီချာမတီရသေးဘူးပြ။ဆိုတော့ဟယ်ရီမကွိုင်းယားရှိမယ်ကျွန်တော်မှမာစတာဝေးရှိမယ်ဒီလောက်ပဲပေါ့နော်။တီချာတာက ဒါအတင်းတွက်ခံစစ်ပြဿနာကဗျာတယောက်အင်ချင်းကြီးကောင်းနေဆိုလို့ရှင်တယောက်ကပြန်နာတယ်မသိရင်အလှဲကြနာခိုင်းပြီးတော့အလှဲကြကစားခိုင်းနေတယ်လို့ပဲအတင်းတွက်တော်တော်ကိုကျွန်တော်တို့နေပြဿနာကြီးတယ်ပေါ့နော်အမ်မိုရင်တွက်လည်းလောကကံရတအားခဲရင်းနေသူတပင်းတော့ဒီလစ်တို့လိုမျိုးအတင်းရဲ့ခံစစ်စုံမှာ reliable ပဲဖြစ်တဲ့ကစားမားတယောက်ကိုကျွန်တော်တို့ဆုံးရှုံးရတယ်ဆိုတာတော်တော်လေးကိုတိုင်ပတ်ပါတယ်လက်ချာကိုဆုံးရှုံးရတာဒီလစ်ကိုဆုံးရှုံးရတာ ်နော် Aiden Heaven လို့ player မျိုးကိုဆုံးရှုံးသွားတာဒါရီဟာပြဿနာအကြီးကြီးတွေပေါ့နော်ဆိုတော့နီးပြ MOD နေနဲ့အကြီးကြီးပါတယ်ဆိုတော့ Manchester Derby ပွဲစဉ်မှာဘယ်လောက်ထိဘသူတွေနဲ့ပွဲထွက်ပြီးတော့လုံးပြမလဲကြည့်ရတော့မှာပေါ့လေလွယ်တော့မလွယ်ပါဘူးညီကလို့တိတဲ့တိုင်းပဲအိမ်ဝင်းဆိုပေမဲ့လို့ဘလူးမန်အတင်တွေအချင်းကြီးအများကြီးကောင်းမဲ့နေထားမှာမရှိဘူးပေါ့နော်ဒါဒါလည်းကိုသိမှုလို့ကျွန်တော်တို့အနေနဲ့ပြောရတာ သူတပင်တော့အတင်းရဲ့လက်ရှိဟို Norian Forest နဲ့ပွဲစဉ်မှာကျွန်တော်တို့ကတော့ရှုံးနေကြတာတွေတိုက်စစ်ကအခွင့်အရေးအသုံးမချနိုင်တာတွေ Manchester Derby မှာဒီဇင်ဘာတုန်းကကျွန်တော်ပထမကြုံနိုင်ခဲ့တယ်အဲ့ဒီတုန်းကအာမက်ဒီယာလူတို့ပါလို့ပါတယ်အခုမပါနိုင်တော့ဘူးဒါရီယာပြည်ထနာတအားကြီးပါတယ်ဆိုတော့ခန်စစ်ဒီအတင်းတွေကတကယ်ပြည်ထနာပါဒါရမအိုမာမာမူရှုပါတို့ကဟိုမှာကောင်းနေပြီအကယ်လို့မြန်ကျွန်တော်တို့ဒီနေ့ဒီအွာကိုပါလေဒီဟာလန်တို့ပါလို့ပါနိုင်ဦးမယ်ဆိုလို့ရှင်ပိုလုံပြည်ထနာကြီးဦးမှာအခုကဟာလန်တို့ပါလို့လည်းပါဖို့မတည်ကြဘူးဆိုတဲ့ပုံစံမျိုး ဒပ်ပိုင်းတို့ပေါ့နော်အသက်အရွယ်ကြောင့်ခြေဒီပါလေးကျနေလို့ဒါတွေကဒါအသင်းအတွက်တော့တရင်ကောင်းပေါ့လေနော်ဟိုပြောအပေါင်းလက္ခဏာဆောင်နေလို့ပြောရမှာပေါ့ကိုတင်းရဲ့ခံချက်တိုင်ပတ်နေတဲ့အချိန်မှာအကြီးထဲမှာကိုသူမကလည်းဘလူးမအားကိုလို့မရတဲ့အချိန်မျိုးဆိုတော့ပြဿနာပေါင်းစုံနဲ့အန်ဖိုရီရှေ့ဆက်မှာဆိုတော့ဒီလစ်ပါဖို့မတိကြဘူးပါဖို့မရှိဘူးဆိုတာကတော့တော်တော်ကိုနှမျိုးစရာလို့ကျွန်တော်ပြောရမှာပေါ့နော်ညီကတို့ရောဒီလစ်မပါနေတဲ့အသင်းရဲ့ခံချက်မှာပြဿနာအများကြီးတက်လာလိမ့်မယ်လို့ညီကတို့ထင်ကြလားဆိုတော့ဆွေးနွေးကြပါဦးနောက်တစ်ခုကတော့ကျွန်တော်တို့ ဒီဘယ်လိုပြောမလဲဟွာပေါ့လေအဲဘယ်လိုပြောမလဲဗာလေ sorry main new ပေါ့လေအမွေရင်ကတော့ပြောပါတယ် Manchester Derby ပွဲစဉ်လူစင်းရင်းနဲ့မှာ main new ပြန်ပါမယ်ဆိုပြီးတော့တရင်ကောင်းမှာဆိုတော့ကျွန်တော်တို့ main new ကပြန်ကြည့်ရရင်နီးပြအမွေရင်ရဲ့လက်အောက်မှာတကယ်အချင်းကြီးကောင်းနေဆိုတာခက်ရှားရှားပါသူကစားခွင့်ယာတုံးကလည်း central midfield မှာတုံးရမလို့လို့ attacking midfield မှာတုံးရမလို့လို့ force nine ပြတုံးရမလို့လို့သူစမ်းတုံးခဲ့ဘူးတယ်ပေါ့နော်ဘလူးမန်အစင်မပြေခဲ့ဘူးဆိုတော့အခုသူပြန်လာပြီဆိုတော့ပို့ပြီးတော့ကောင်းမှုတော့မျှော်လင့်ရမှာပေါ့လေ ြောတော့လည်းပဲကျွန်တော်တို့မလွယ်ပါဘူးမလွယ်ပါဘူးဆိုတာကကိုဗီမင်းနူးကကြားထဲမှာ injury ပြဿနာအများကြီးကြုံထားပြီးတော့ကာလာရှီနားပြီးတော့အခုမှပြင်ပြီးတော့ကစားနိုင်တာလိုကစားမတယောက်ကိုအချင်းကြီးကောင်းအောင်လို့ဗောနော်ချက်ချင်းလက်ငင်းမန်ချက်စတာဒါဘီမှာပွဲမှာတုံးဖို့ဆိုတာမလွယ်ဘူးဆိုတော့ဝင်းလေကတော့ကစားမားတွေပြန်ပြီးတော့ကောင်းလာပါပြီဆိုတော့မေဆန်မောက်တွေ Northern Forest နဲ့ပွဲစဉ်မှာပြန်ပါပြီလက်ရှိလည်း main new ပြန်ပါပြီ Ugarte လည်းပါနေတယ်ဆိုတော့ Casemiro လည်းရှိတယ်ဆိုတော့ဗောနော် Bruno လည်းရှိတယ် Ericsson လည်းရှိတယ်ဆိုတော့ဝင်းလေကတော့ ဒါလူစုံနေပြီးလို့ပြောလို့ရတယ်ပေါ့နော်အတင်းမှာပြဿနာကြီးတာကခန်းစစ်နဲ့တိုက်စစ်ပဲတိုက်စစ်ကကိုသွင်းမဲ့ကစားမမရှိတာခန်းစစ်ကကျွန်တော်ခန်းစစ်ကစားမစစ်စစ်ကောင်းကောင်းကြီးမရှိတော့တာပေါ့ဒါကတော်တော်လေးပြဿနာကြီးတယ်မေးဆက်မေးဆက်မောင်းကပွဲထွက်လူစင်မှာပါကစားဖို့ ready ဖြစ်နေပြီလို့တယ်မြပြကပြောတယ်ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်တို့သူ့ရဲ့တန်ရာအချင်းတွေကိုတည်တည်ချာချာလေးစစ်စေးသွားဖို့ရှိတယ်ဆိုတော့အခါကျတော့ကျွန်တော်တို့သူ့ကိုမြင်ရဖို့တော့ပွဲထွက်လူစင်မှာမီဆန်မောင်းကိုရှိမယ်မတင်ဘူးဆိုတော့ menu ပြန်ပါလာကတရင်ကောင်းမှာလူစင်ထဲမှာ menu ပြန်ပါပြီးတော့ ျွန်တော်ဒါမန်ချက်စတာဒါဘီပွဲစဉ်မှာဘယ်နှမိနစ်သူကစားမလဲကြည့်ရမှာပေါ့လေညီကတို့အနေနဲ့ရောကိုဗီမင်းနျူကိုပွဲထွက်လူစင်မှာမြင်ရလိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးချစ်တင်ကြပါတယ်